သဗ္ဗမြတ်စွာဘုရားရဲ့လက်ထက်ကအမျိုးသမီးတရားသိပြီးတော့မထင်ရှားလို့သူ့ရဲ့နာမည်ကိုအညတရနာရီလို့ဒီလိုခေါ်တယ်အဲ့ဒီအညတရနာရီဆိုတဲ့အမျိုးသမီးကသားလေးတယောက်ရှိတယ်ပထမတော့ရှင်ပြုပေးခြင်းစိတ်သိမရှိဘူးတဲ့နောက်ဆုံးတော့ရှင်ပြုဘွယ်ယဟန်ခံဘွယ်တွေသွားရင်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 တဲ့ ဟာသံဃာတော်ရှင်သူမြတ်တွေဟောတဲ့တရားတွေနားလိုက်ရတော့သားလေးကိုရှင်ပြုတ်ပေးခြင်းသိပေါက်လာတယ်။ဟာပြီးပြီသုံသုံနဲ့တက်နေတဲ့မျိုးသမီးဆိုတော့ရှင်ပြုတ်ရဟန်းကတရားတွေနားထားလိုက်ရတဲ့အဲ့မျိုးသမီးကသားလေးကိုတခါတည်းရှင်ပြုတ်ပေးလိုက်တာ။ကိုရင်လေးကလည်းပေးတဲ့သာသနာ့ဘောင်ရောက်တော့ပျော်ပြီးတော့ပရိယတ်တိလို့အထုတ်ပြီးစာသင်လိုက်တာ။အသက်16နှစ်ကျော်20နီးသွားတဲ့အခါစာတော်တော်ပေါက်မြောက်သွားပြီ။ အဲ့ဒီအချိန်မှာဘာဖြစ်တော့မေအမေကိုယ်တိုင်ကပဲအဲ့ဒီကိုရင်ကိုတခါပြန်ပြီးတော့ရန်ခံပေးတယ်ရန်ခံပေးလိုက်တော့အဲ့ဒီတက္ကမကြီးကဘာဖြစ်တော့မေရှင့်တက္ကမလည်းသူ့ပဲရန်တက္ကမကြီးလည်းသူ့ပဲကိုရင်ဝက်သွားတဲ့နေ့ကစပြီးသူ့သားကိုပြီးပြီးရောပြစ်ထားသလားပြီးတော့မပြစ်ဘူးတဲ့ပြိတဲ့နေတိုင်းနေတိုင်းကြောက်တော့တော့ပြီးတော့ဆုံးဖို့ပြေးကြတယ်ဗျာဟုတ်လား အဲ့ဒီမှာယဟန်ဖြစ်သွားတဲ့သူသားကကြိုးစားလိုက်တော့နောက်ဆုံးတော့ပြိတဲ့ပိရိကသုံးပုံဆောင်ကြီးဖြစ်သွားတာပေါ့ပိရိကသုံးပုံဆောင်ကြီးဖြစ်သွားသည့်တိုင်အောင်လဲအမေကပြစ်မထားဘူးတခါတည်းသွားသွားပြီးဆုံးဖို့အဲ့ဒီအချိန်မှာသူ့ရဲ့အသည့်ကဘာတိုးလာလဲလို့မေးလိုက်တော့ငါမှန်ပြီငါသားလေးရှင်ပြုတ်ပေးလိုက်ရယဟန်ခံပေးလိုက်ရတာမှန်သွားဘာဖြစ်လို့တော့မင်းသားဥစဉ်စာချနေတာ ကြည့်ပြီးပို့ပြီးတော့ဝမ်းသာလို့တယ်ဟုတ်လား ဟဲ့ငါလူဘဝမှာထားမယ်ဆိုငါသက်ခုချင်းဆိုအိမ်အောင်ကြပြီးတော့ဘလို့ချွေးမနဲ့ငါဘလို့နေရမှမသိဘူးဘလို့သားတွေမွေးလို့ငါမြည်တွေဘလို့ပုံကိုနေနဲ့ငါဘလို့ရင်ဆိုင်ရမှမသိဘူးအခုတော့ငါသားကနေမွေးဖွားလိုက်တဲ့သာမဏေမလီကြီးညိုစရာကောင်းလိုက်တာယဟန်တော်ကြော်မော်တွေကြီးညိုစရာကောင်းလိုက်တာငါမှန်ပြီမှန်ပြီမဲ့ညအိယာဝင်နဲ့အိယာဝင်နဲ့နှစ်ဖူးပေါ်လက်တင်ပြီးအဲ့ဒါကြည့်ပြီးပီတိဖြစ်တာတဲ့စာကာနုတ္တိခေါ်တာပေါ့ ဟုတ်လားပါဏုဒ္ဓတိလေသားကိုစွန့်လွတ်လိုက်ရတာစွန့်လွတ်ခြင်းရဲ့တန်ဖိုးကို သူနားလည်ပြီးတော့ညအိယံဝင်တိုင်းပြောတာဟုတ်ပြီလားညအိယံဝင်တဲ့သူပြောတယ်ညအိယံဝင်တဲ့တွေးလိုက်တဲ့သူကျင်တ်တယ်အဲ့ဒါနဲ့အဲ့ဒီမျိုးသမီးနောက်ဆုံးပြည်တဲ့တူတူပြောကြပါဆိုအသက်ကြီးလို့အိယာတဲ့လဲပြီးသေကန်ဒီကာလရောက်သွားတော့နတ်ပြည်၆တက်ကနတ်သားနတ်သမီးတွေက နိုင်ရထား6ဆင်းနဲ့လာပြီးတော့လူကြလာတယ်ဗျာဟုတ်ပြီလားနိုင်ရထား6ဆင်းလာလူတယ်အာကျွန်တော်တို့နှက်ပြီးလာခဲ့ပါကျွန်တော်တို့နဲ့လိုက်ခဲ့ပါကျွန်တော်တို့ကဘယ်နှက်ပြီးကကျွန်တော်တို့ကဘယ်ရထားကပါအကုန်လုံးလာလူတယ်ဒေဂဏိကာလရောက်သွားတော့ပြည်တဲ့အဲ့ဒီမျိုးသမီးကြီးကြောက်စိတ်တွေရှိလာမိလဲတော့မရှိဘူးကြောက်စိတ်ရှိရလားဘာတွေရှိသားလို့လဲမင်းကောင်းမှုရှိသားလို့ ပါရှိတာလို့ဣရာမောရတိပိဇာမောရတိကတပုံညောဥပယထာမောရတိသောမောရတိသောပမောရတိဒိဋ္ဌဝကမ္မဝိတ္တုမတနောကတပုံညောပြုထားတဲ့ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်သည်ဣရာမောရတိဒီဘဝလည်းဝမ်းမြောက်ရတယ်ပိဇာမောရတိနောင်ဘဝလည်းမောကွမ်းမြောက်ရတယ်ဥပယထာမောရတိဒီဘဝနောင်ဘဝဘဝနှစ်ခုသလုံးဝမ်းမြောက်ရတယ် ကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်ကဒီဘဝလည်းဝမ်းမြောက်ရတာပဲ။နောက်ဘဝလည်းဝမ်းမြောက်ရတာ။ကမ္မဝိတ္တုမတနောတဲ့။အော်ငါအသက်80နေခဲ့တဲ့80လုံးလုံးငါလေးတဲ့။ကောင်းမှုလေးနဲ့ပဲငါနေခဲ့ရတာပဲဆိုတာ။ကိုပြုထားတဲ့ကောင်းမှုမြင်လိုက်ရတော့ပိုးတော်ဝမ်းတောက်သေးတယ်တဲ့တော်ကောင်းတို့။ဟုတ်ပြီလား။အဲ့ဒါကြောင့်နယထားတွေ6ဆင်းနဲ့နတ်သားနတ်သမီးတွေလာလူတော်လည်းပဲကြောက်စိတ်ရှိရလား။ကြောက်စိတ်တစ်စက်မှမရှိဘူး။ ဲ့ဒီမှာသူရဲရင်ရင်နဲ့သူ့ဘော်တက်ပါငါ့ဘော်တက်ပါလူနေကြတော့သူကမေးတယ်ငါသွားကျင်တဲ့နတ်ပြည်ကဖယားလောက်နတ်သားတွေဓမ္မကတိကနတ်သားတွေရှိတဲ့နတ်ပြည်ပဲငါနေကျင်တယ်ငါသွားကျင်တယ်ဖယားလောက်နတ်သားရှိရင်အဲ့ဒီဖယားလောက်ကြီးကငါတရားနာကျင်တယ်ဓမ္မကတိကနတ်သားရှိရင်ဓမ္မကတိကနတ်သားတွေထံကငါဟိုမှာလည်းပဲတရားဆက်နာကျင်သေးတယ်အဲ့လိုနတ်သားတွေရှိတဲ့နတ်ပြည်ကိုပဲငါလိုက်ခြင်းနဲ့လို့ပြောတော့ အဲ့ဒီမှာတုတိတာနယထဘောကနတ်သားကဟာအဲ့ဒါကျွန်တော်တို့နတ်ပြည်ပဲရှိတယ်ကျန်တဲ့နေဟာမရှိဘူးဒါဆိုငါတုတိတာနယထဘောပဲတက်မယ်ကျန်တဲ့ယထငါမလိုက်ချင်ဘူးလို့ပြောတဲ့ဗျာကောင်းမှုရှိတာတော့ရွေးချယ်ပိုင်ခွင့်လည်းရှိတယ်ဒါပြောတာဟုတ်လားကောင်းမှုသာမရှိတော့ကောင်းနေရွေးချယ်ပိုင်ခွင့်ရှိပါမလားရှိပါဘူးဗျာမရှိမလဲမရှိဘူးလေအဲ့ဒီမှာတုတိတာနယထတစ်သိမ့်ကြံခဲ့တယ်နတ်သက်လူသက်ချွေပြီးတော့ သေးသွားတော့အဲ့ဒီနိုင်ရထားပေါ်တက်ပြီးနတ်သမီးကြီးသူဖြစ်သွားနတ်သမီးဖြစ်သွားတော့တတိကလည်းကောင်းလိုက်တာငါခုနတ်ပြည်မောင်းရတော့မှာပဲဟေ့နတ်ပြည်မမောင်းစင်းနဲ့ငါကြားဘူးတဲ့ငရဲပြည်ဆိုတာအင်မတန်မှဆင်းရဲတယ်ပင်ပန်းတယ်ဒုက္ခများတယ်လို့ငါကြားဘူးတယ်တောက်ကြစားကြမူးကြယူကြကုသိုလ်မေ့ပြီးတော့နေရတဲ့လူတွေအတွက်အဲ့လိုငရဲပြည်ကြီးဘလောက်ထိပင်ပန်းနဲ့ဆင်းရဲတယ်ဆိုတာလဲငါတော့ကြည်ကျင်သေးတယ် အဲ့ဒါကြောင့်ငါ့ကိုအဲ့ဒီလိုက်ပို့ပေးစမ်းလို့ပြောတယ်ဗျာ။နတ်ယထာကိုငရဲပြီးမောင်းခိုင်းတာ။ဟုတ်လား။အာအဲ့ဒီမှာနတ်ယထာနတ်သားကြီးကလည်းရပါတယ်မောင်းပေးပါမယ်။ငရဲပြီးမောင်းတာ။ဒီရှင့်တကမဒါလို့မထင်စေနဲ့ပေါ့ပန်းဝင်လေးတွေနဲ့ပါလေးတွေအလှပြင်ထားပေါ့။ဟုတ်လား။ အဲ့ဒီမှာရှင့်တကမယန်းတကမနတ်သမီးကြီးငရေပြည်ဖြတ်သွားလေတော့ငရေပြည်ကြီးတကူလုံးကတတ်တာဖြတ်တာတွေရက်ပြီးတော့အားလုံးကအေးချမ်းနေတာလေတခါမှဒီလိုကုမဖြစ်ဘူးပဲနဲ့ဘလို့ကြောင့်ဖြစ်တယ်လေအားလုံးကငရေပြည်ကလူတွေအံ့ဩကုန်ကြတာနောက်ဆုံးတော့တိကြတယ်ခါတိုင်းဆိုရင်ကွာငါမနဲ့မိုးလင်းတာနဲ့တပြိုင်နက်ပေါ့နောက်ကြောကအကြီးနဲ့ချိတ် အဲ့ဒါနောက်ကနေဒုံကြီးနဲ့ရိုက်နာလို့မရှိမတူရှိမတူရင်ဒုံနဲ့ရိုက်ဒုံနဲ့ရိုက်လို့နာလို့ရှိသွားနောက်ကကြောကြီးကချိတ်ထားတဲ့ဟာကြီးကနာဟာနောက်တယောက်ဆိုလည်းအထက်ကိုလက်ပမင်းကြီးပေါ်တက်ခိုင်းလက်ပမင်းကစူးကြည့်နေတဲ့တက်လိုက်ပြန်တော့ရင်ဘက်ကိုစူးနဲ့ထိုးမတက်ပြန်တော့နောက်ကဒုံနဲ့ရိုက်ဟာတချို့ကြတော့ရှာကြီးကိုအဲ့နဲ့ထိုးတန်နဲ့ထိုးအမျိုးမျိုးဒုက္ခတွေခံကြရတယ် ဒီဒုက္ခတွေတို့မခံရဘူးဘလို့ဖြစ်သွားတာတုံးဆိုတော့ရှင်တက္ကမယဟန်တက္ကမကြီးတို့ငရဲပြေက ဖြတ်သွားလို့လေသူလာတဲ့အခိုက်မို့တို့အင်းငင်းချမ်းသာခွင့်ရတာလေဟာလူပြေကလူတွေရှင်ပြုယဟန်ခံတွေများများလုံနိုင်ကြပါစေရှင်ပြုတဲ့လို့ယဟန်တက္ကမရဲ့လို့ရှင်တက္ကတက္ကမဆိုတဲ့အမိတွေများများခံယူပြီးတော့နတ်ပြေများသွားရင်နတ်ပြေမသွားခင်ဒီ အညတရနာရီမျိုးသမီးလို့ဒုငရဲ့ပြေကိုလာလာပြီးကြည်နိုင်ကြပါစေ။ဘာဖြစ်လို့တော့မီးချမ်းသာလွန်လို့ဟုတ်လားပြောချင်တာကငရဲ့ပြေကြီးခਿੱတအေးစီနိုင်တဲ့ကုစုဟာဘာပဲရှိတဲ့ရှင်ပြရဟန်းကကုစုပဲ။ဟုတ်ပြီလား